အမေရိကန်သမ္မတနဲ့အစိုးရဖွဲ့ရဲ့ထိပ်ပိုင်းအရာရှိတွေအနေနဲ့မတော်တဆအမှားကျူးလွန်မိရင်နင့်နာမှုကြီးမားသွားနိုင်တဲ့ကိစ္စတွေရှိပါတယ်။အဲ့ဒီထဲမှာအမေရိကန်ရဲ့စစ်ရေးလှုပ်ဝှက်ချက်တွေကိုပေါက်ကြားစေမှုကလည်းတစ်ခုအပါဝင်ပါ။တကယ်လို့သာအဲ့ဒီလိုသတင်းအချက်အလက်တွေကရန်သူလက်ထဲကျိုရောက်သွားမယ်ဆိုရင်အမေရိကန်စစ်သည်တွေရဲ့အသက်အန္တရာယ်အတွက်ကြီးမားတဲ့ချိန်ချောက်မှုတွေကြုံသွားစေနိုင်ပါတယ်။ဒါကြောင့်ထရမ့်ရဲ့အစိုးရအဖွဲ့ကအဲ့ဒီလိုအမှားမျိုးကိုမတော်တဆကျူးလွန်မိတဲ့နောက်ဝါရှင်တန် DC မြို့တော်မှာ အတော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲပေါက်ကြားသွားတဲ့ထိတ်တဲစစ်ရေးလှုပ်ဝက်ချက်တွေဟာအမေရိကန်ရဲ့ရန်ဘက်တွေလက်ထဲကိုတော့ကျိုရောက်မသွားခဲ့ပါဘူး။ရေမင်းနိုင်ငံမှာရှိတဲ့ဟိုတီလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့စစ်ရေးပစ်မှတ်တွေကိုအမေရိကန်ကစစ်စင်တိုက်ခိုက်မှုတွေမစတင်ခင်အဲ့ဒီအကြောင်းကိုထရန့်ရဲ့အတွင်းစီအစိုးရရရှိတွေကြားမှာဆွေးနွေးကြတဲ့ group chat တစ်ခုတည်းဩဇာကြီးမာတဲ့နိုင်ငံရေး journalist တအူးကိုမှာရင်ထည့်သွင်းမိခဲ့တာဖြစ်ပါတယ်။ March 24ရက်နေ့ကသူ့ရဲ့ website မှာ Atlantic Magazine ရဲ့ Editor ချုပ် Jeffrey Goldberg ကဖော်ထုတ်ရေးသားခဲ့ပြီးသူဟာရီမင်ကိုအမေရိကန်ရဲ့စစ်စင်ရေးတွေမဆခင်နှစ်နာရီလောက်လိုကလေးကအဲ့ဒီအကြောင်းကိုကြိုသိခွင့်ရခဲ့တယ်လို့အတည်ပြုပါတယ်။ Signal ဟာသတင်းအချက်အလက်လုံခြုံမှုပိုင်းမှာနမေကောင်းရထားတဲ့ messaging ဝန်ဆောင်မှု ဖြစ်တဲ့အတိုင်းအခုလိုမျိုးအရေးကြီးတဲ့အချက်အလက်တွေကိုသတ်မှတ်ထားတဲ့အစိုးရ channel တွေရဲ့ပြင်ပကနေဆွေးနွေးတဲ့အတွက်ဥပဒေချိုးဖောက်တဲ့အတိတ်ပဲမျိုးလည်းဖြစ်လာနိုင်ပါရဲ့ရှင်။